နာမခနောင်မြောက်တိုင်းစစ်ထာတာချုပ်ချွတ်လိုက်တုံးနေတယ်ပြက်ကတ်ခံရတယ်ကြောက်ဖြူနာတရင်တရင်တို့လက်နဲ့ချတယ်ရခိုင်ပြည်နယ်မှာရှိတဲ့တပ်တွေအကုန်လုံးလက်နဲ့ချခြင်းနေကြပြီလက်ရှိရေကြီးငွားကွားငတိုင်းချောင်းရေကြီးကစခန်းမှုကအမှားစကားပါပါတယ်သူ့ရဲ့လက်အောက်ရဲဘော်တွေကိုစခန်းကရဲတယ် အာကတတော်အေးဝင်လာခဲ့ရင်ဟိအောင်ဒီအကုန်လက်နဲ့ချလိုက်အသိမခံနဲ့ဒီချင်းတွေရှိနေတယ်လို့ဒါကတော်လန်စစ်မျက်နှာတပတ်နိုင်ငံကြီးစစ်မျက်နှာမှာလဲ CDM နမ် CDM ကိစ္စ CRPH က CDM နမ် CDM ဥပဒေပေါ့နော်ဒါကိုပြထမ်းလိုက်ပြီးတဲ့အချိန် နတ်စီရန်တွေကိုအရေးယူမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေရှိနေပါတယ်အငင်းပွားမှုတွေမှာမောက်အကယ်၍နတ်စီရန်တွေထဲမှာကျက်ပြီးဘတ်စတက်ကိုတော်လန်နေတဲ့သူတွေအကယ်၍မိဘတွေကတော့နမ်စီရီယန်တာသမီတွေက PDF ဖြစ်နေပြီလို့လုံးလေး CEO ရေးသဘောမဆောင်ဘူး ဝန်ထမ်းတွေဆိုတော့စီရီယံလုတ်ချင်လုတ်ခွင့်ရှိတယ်လို့မလုတ်ချင်မလုတ်ခွင့်ရှိတယ်ဆိုရဲအမြင်တွေအဖက်ဖက်မှာတော်တော်ညံ့နေပါတယ်။ဒါပြင်မှာဒီကနေ့ SND ရဲ့ဥဆိုင်ညုံနဲ့ဥဆောင်နဲ့ချင်းမိုင်ဆွေးနွေးပွဲဒီကနေ့ပတ်သက်ပြီးတော့ TMB ရကိုတိမ်မြက်ကပြည်ပြည်စုံတင်ပြသွားတာကိုတွေ့ရတဲ့အတွက်တော်လိုင်းမှာနောက်ထပ်ကြရက်တစ်ခုထပ်ထားပါတယ်။အရှိရမှာ the bone coffee လုတ်ခဲ့တဲ့ရာဂိုင်လုံးစားကိစ္စတွေနဲ့ပတ်သက်ပြီးပါဝင်ကြော်ညာပေးခဲ့တဲ့နံပါတ်ကြီးဆယ်လူတွေနဲ့ပတ်သက်ပြီးပြည်သူကပြင်းပြင်းထန်ထန်ဝေဖန်နေလေလေရှိပါတယ်ဒီအခြေအနေတွေကိုကျွန်တော်ဒီကနေ့6ရက်6လ2025ခုနှစ်လူမျက်ကျော်ရဲ့တင်ဆက်မှုမှာတင်ဆက်မှာဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုတစ်ရက်လုံးအနေနဲ့တော်လန်ပြည်သူတွေအနေနဲ့တော်လန်ရေးကို လက်ရှိဆင်နွှဲနေတဲ့ຫນွေဦးတော်လိုင်းကြီးစစ်တပ်ကိုအမြင့်ဖြတ်မဲ့ဒီတော်လိုင်းကြီးကိုစိတ်ဝင်စားမှုတိုးလာလားစိတ်ဝင်စားမှုကျသွားသလားပုံမူပါဝင်မှုစိတ်အားထက်သန်လာသလားဆရာရော့သွားလားတပတ်မှာ NUG အပါဝင် CRPH NUCC သူတို့ကရောစစ်နိုင်တိုက်ရေးတကယ်လုပ်နေသလားစစ်နိုင်တိုက်ရေးလုပ်ဖို့နီးနာတွေစစ်ပြင်စင်တာတွေရှိပြီလား စစ်ပြင်းဖို့အတွက်အချက်လက်တွေကိုဆောင်ရွက်နေသလားပြည်ရင်းမှာလည်းပြည်သူလူထုဟာတော်လှန်ရေးကိုစိတ်ဝင်စားပါတော့လေဆိုင်ကယ်ရီဝတ်တောက်တီဖမ်းတာကတမျိုးပေါ်တာဆွဲတာကတဖုံးနေ့စဉ်ရက်ွက်အုပ်ချုပ်ရေးမှုကိုလာစဉ်ဆက်ကြေးပေးတာကတနည်းနဲ့စစ်ကောင်စီဟာခေါင်းပြူထွက်လို့မရအောင်ဖိနှိပ်ကတ်တက်ညှက် ။တစ်ဖက်မှာဒေါ်လာသတင်းတွေကိုကြည့်ဖို့တော့အင်တာနက်ရှားပါပြီးငွေကြေးရှားပါမှုကြောင့်မကြည့်နိုင်တာတွေအများအပြားရှိလာတယ်လို့ငွေကြေးစည်းစိမ်မှုလမ်းကြောင်းတွေကိုအကုန်ဖျက်တောက်နေတာကိုတွေ့ရပါတယ်။အဲ့တော့နိုင်ငံကြီးဒေါ်လာအင်အားစုတွေထဲမှာမြေပြင်ကလူတွေကအသက်ပေးတိုက်ပွဲဝင်ပြီးစစ်တပ်ကိုဆွေးတွေးကြွေးဆွေးနွေးစရာမရှိလို့အသက်ဆုံးတိုက်ပြီးပြောနေပေမဲ့ တချို့စင်စွယ်နန်းတော်ထက်ကသူတွေကတော့ဆွေးနွေးခြင်းစိတ်များရှိနေသလားလို့တန်တရားဝင်မိပါတယ်။ဟုတ်ပြီဒေါ်လာသတင်းတွေကိုစားလိုက်ရအောင်။ဒီနေ့တော့အားလုံးသိပြီးသားအတိုင်းရှင်းရှင်းဝေးဝေးကျွန်တော်မပြောတော့ဘူး။အာရကတ်တတ်တော်အေအေကြောက်ဖြူနော်ကြောက်ဖြူမှာတရင်လိုက်လင်းဝင်မှုတွေရှိပါတယ်။ဖက်စစ်တပ်ဟာပြိုလူပြိုကင်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ ရေကြီးငတိုင်းကျောင်းတွေမှာလည်းစစ်တပ်ကခုနပြောသလိုစခန်းမှုတွေကရဲစခန်းကအာဂတ်တော်အေဝင်လာရင်လက်နဲ့ချလိုက်လက်နဲ့ချဖို့တက်တွေလည်းအများအပြားရှိနေတယ်နောက်တစ်ခုကစကိုင်းကန်တော့စစ်ကူလာတဲ့တက်ကို PLA တက်တွေပူပေါင်းတက်တွေကဝိုင်းရင်ဝိုင်းဝန်းတိုက်ခိုက်တယ်အဲ့ဒီမှာစစ်ကြောင်းမှုမိုက်ထီတာပြီးမတာပေါ်တဲ့အခြေအနေတွေကိုကျွန်တော်တို့ကြားရတယ် ဒီလိုအခြေအနေတွေအများပြားဖြစ်နေတယ်ပေါ့ဗျာနော်အဲ့တော့အဲ့ဒီမှာတော်မန်ထိုးစစ်ဆင်နွဲတွေလူတွေကတော့အတက်တရောဆင်နွဲနေကြတယ်တစ်ဖက်မှာလည်းအရကတက်တော့အေးရဲ့ရခိုင်ပြည်သိမ်းစီမံကိန်းနဲ့ဆင်မြန်တာ၅ခုဒါမျိုးပြစီတော့တက်လာဖို့တော့သူတို့ရခိုင်ပြည်နဲ့သိမ်းပြီးမှပဲဖြစ်လိမ့်မယ်ထင်တယ် KIA ကချင်ဗမော်တိုက်ပွဲကရင်ရဲ့ကော်တူးလေးအိမ်မက်ကော်တူးလေးနိုင်ငံကော်တူးလေးပြည်နယ်ပေါ့ဗျာပြည်ပေါ့တောင်းရဲ့တောင်းပြည် အစရှိတဲ့မြို့သားလုံးမြောက်ရေးဆိုင်ရာတိုင်းသားအယောက်တွေရဲ့တိုက်ပွဲဆင်နွှဲမှုကတော့ရလက်တစ်ခုခိုင်ခိုင်မာမာထွက်ပေါ်လာနေပါပြီ။ဒါပေမဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းတပ်တွေ PDF တွေပေါ့နော်။ပူးပေါင်းတပ်ရင်းတွေတပ်ဖွဲ့တွေအနေနဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့တိုက်ပွဲဝင်မဟာဗျူဟာစစ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီနေ့ဒီနေ့အချိန်ထိရလက်ပိုင်းဆိုင်ရာကိုပြည်သူလူထုထံကို ရှင်းရှင်းလင်းလင်းချပြချပြမှုမရှိသေးတာကို တွေ့ရပါတယ်။နောက်ဆုံးသတင်းများအရဆိုရင်ထောက်အမိတ်မနာခံမှုကျင်းဝိတ်ဆိုတဲ့အုတ်ချုပ်သူတောက်အုတ်ချုပ်သူ ਨੇ တတ်သားဂျားရဲမှာအခွင့်ထူးခံအခြေအနေတွေအများပြပေါ်ပေါက်နေတယ်လို့ဒါတွေကြောင့်တတ်သားတွေဟာ PDF တွေဟာတက်ကိုစွန့်ခွာမှုတွေလည်းရှိလာပြီးပါတယ်။စိတ်ပြတ်ဖို့ပြောနေတာမဟုတ်ဘူးအမှန်တရားကိုမြင်ဖို့ပြောနေတာဖြစ်တယ်။ ဒီနေရာမှာတော်လိုင်းရင်ကိုကုရောလို့စီးပွားရှာတဲ့ကောင်တွေယာကင်လုံးယူပြီးချမ်းသာနေတာပြည်သူလူကတော့တကြံတပြားစားမဲ့ထဲကနေပြီးတော့ကုညီလူနှမ်းလိုက်ကြရတာဒီကောင်တွေတိုက်ကယာကင်လုံးယူပြီးတော်လိုင်းကြီးမှာစီးပွားရေးလုပ်နေကြတာကျွန်တော်အများနဲ့ပြောတယ်တော်လိုင်းကြီးဆိုတာခေါင်းရပြတ်ထိုးဈေးတယ်ဒီဈေးရောက်သလိုတော်လိုင်းကြီးကိုဈေးဘက်မော်တင်ရောက်တာမဟုတ်ဘူးနော်တော်လိုင်းကြီးကဂုံတိတ်ကကြီးတယ် ဒါကိုတော်လန်ကြီးထုတ်ကုန်ဆိုပြီးတော့ထုတ်တယ်ပြီးတော့ပြဿနာတွေတက်တယ်တော်လန်ကြီးထုတ်ကုန်ကိုဥဆောင်ဆောင်ရွက်နေတဲ့သူကပစံနေခိုးသွားတယ်လိန်သွားတယ်ခေါင်းပုံဖြတ်သွားတယ်အမျက်ထုတ်သွားတယ်အခုကျမှအတန်ဒီဘောင်းဆုံးထွက်တယ်တော်လန်ကြီးကထုတ်ကုန်မဟုတ်ဘူးကြီးသူတွေကိုဒီတဲ့စိတ်ပြက်စရာအခြေအနေတွေဖန်တီးရင်ပြည်သူကတော်လန်ကြီးကိုကြောခိုင်းသွားရင် ဂျင်းလေးကြရအများကြီးရှိပါတယ်။ဒီအပိုင်းတွေမှာကျွန်တော်အင်မတန်စိတ်ရှုပ်ထွေးရတာတွေအများကြီးရှိပါတယ်။ရန်သူဖက်စစ်တပ်ကိုတိုက်တိုက်ရန်သူဖက်စစ်တပ်ကိုစိတ်သက်စစ်စင်ရင်းနဲ့ဝါရဖြန့်ချီရေးစင်နွေးတဲ့နေရာမှာလက်ရှိ social စာမျက်နှာပေါ်မှာလူမျက်ကြော်ဆိုတဲ့ကောင်တကောင်းမှမမီဘူး။ဒါပေမဲ့အဲ့လိုပြောနေပါတယ်အဲ့လိုလုပ်နေပါတယ်ကိုထမင်းကိုစားပြီးဘသူပတ်စံတပြားမှလည်းမယူပဲလုံနေတဲ့ကောင်ကိုဝိုင်းအောင် တိုက်ခိုက်မှုတွေလည်းတွေ့ရတယ်ဂိမ်းမဆိုင်ပါဘူးသို့တော့စိတ်ရှုပ်ထွေးရတယ်စိတ်ညစ်ရတယ်အာယုံနောက်ရတယ်တော်လည်းအကောင်းဆုံးအောက်မှာနေပြီးကျင့်ဝတ်မဲ့လှုပ်တာတွေအများပြဒီကာလမှာတွေ့ရတယ်ကျွန်တော်တို့2000ခွန်ကာလလောက်ကစီးယနေ့အထိနိုင်ငံရေးလှုပ်လာတာဒီနေဦးတော်လည်းအကောင်းဆုံးရှုပ်ထွေးတဲ့အချိန်မျိုး င့်ဝင်မဲ့တဲ့အခြေအနေမျိုးကျွန်တော်တခါမှမတွေ့ဘူးနော်လူမြတ်ကျော်ဟာတီးလေသည်တီးလေသည်ဗီဒီယိုခွေလေးကို88ကာလတီးလေသည်ဗီဒီယိုခွေလေးကိုတီးလေသည်ကနိုင်ငံခြားနေပြီးတော့စစ်တပ်ကိုတန်းရွှေအစိုးရလက်ထက်နောက်နောက်ဝတ္တအစိုးရလက်ထက်ကိုတယောတဲ့ဗီဒီယိုခွေလေးကိုအဲ့ဒီကာလ2005 2006ကာလတွေမှာတခွေကိုတထောင်ပေးဝယ်ပြီးကြည့်ခဲ့ရတဲ့အခြေအနေကစပြီးဒီနေ့ထိ နိုင်ငံကြီးပေါ်မှာဒီဇိုင်းမဲ့မဲ့ယက်တီခဲ့တဲ့ကောင်တမိုင်းကိုလှန်ဖျဲပြလိုက်ခြင်းလေအဲ့ဒီအရှိကာလမှာ88ဂျင်းစီပြကြိုက်ပြီးတော့ပါဝင်ခဲ့တယ်မသိဘူးပါမအပြုနဲ့အစိမ့်ဝတ်တီပေါ့နောက်ထောက်ခုမှာရွှေအောင်တော်လန်ရေးပါစတင်ခဲ့တယ်ကျွန်တော်နိုင်ငံကြီးပေါ်ကအဲ့ဒီနောက်ပိုင်းမှာမြေဆုံစီမံကိန်းဖြတ်သိမ်းရေးအာရမဝါရောစန့်ကျင်ရေးကော်မတီဆိုပြီးဝိရတူကိုနှာနှုတ်ဖြတ်ရိုက်တဲ့နိုင်ငံလုံးဆိုင်ရာဥဆောင်မှုအခမ်းကဏ္ဍမှာကျွန်တော်တို့ပါတယ် တယုတ်တန်ယုံဆန္ဒပြပွဲကြီးအလုကမတပိတ်ပေါင်းယာနဲ့ချီနောက်ဆုံးဖွေဒီဟိုဂျန်ကဦးရေပြင်ဆင်ရေးအစ်စ်ရေးဆွေးရေးမှာအစ်စ်ရေးဆွေးရေးဘက်ကရက်တီခဲ့တဲ့ကောင်းကြီးပြက်တယ်နောက်ရက်ဒီမှာလူမြတ်ကျော်ရဲ့ကိုကိုတိုင်ပြောအထုပ်ပတ်တိဗီဒီယိုကိုကျွန်တော်လုတ်ထားအောင်အခုတော့ကလေးကွားတွေကတမ်းမတူပဲ ဘုံတိကိုမတိလာလာပြောနေတော့အာယုံကြီးနောက်ရတယ်ဗျာအလုတ်လောက်ရတာအလုတ်တွေကရှေ့မရောက်အဲ့တော့ဒီကနေ့ဆိုရင်တော်လိုင်းကြီးဟာမိုးရေရှည်တယ်ရောက်နေတာတစ်ဖက်မှာလည်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဆင်နွှဲပြီးတော့မြို့ပြစီတို့မချိကက်လိုက်တာတဲ့အချိန်မှာမြို့ပြစီကိုတော်လန်ထိုးစစ်ကကတ်လာဖို့အကန့်အသတ်ဖြစ်နေတဲ့အချိန်မှာစေအုပ်စုဟာဒီပြည်နယ်တိုက်ပွဲတွေပေါ့ဗျာနော်အဓိကကရင်ပြည်နယ်ရခိုင်ပြည်နယ်ကချင်ပြည်နယ် အဲ့ဒီတိုက်ပွဲတွေမှာလုံးလုံးအဖက်ဆယ်လို့မရအောင်ရှုံးနေတာကိုသူသိတယ်အကြေးသာတော်လိုင်းတက်တွေဟာမြို့ပြစစ်ချီလာရင်ရှုံးအောင်မှာဆိုတာလေသူသိတယ်သိတဲ့အတွက်ငွေတောင်ဆွေးနွေးပွဲဆိုတဲ့ကိုမြာအီးတပတ်မှရွေးကောက်ပွဲဆိုတဲ့ကိုကိုအီးတတ်တတ်ခိုင်းအခြားပါတီတွေနဲ့နိုင်ငံရေးစစ်မျက်နှာကိုဘယ်နှစ်ဘက်ကဖွင့်လာပါ ဒါကိုလည်းမသိဘူးတိုက်ပွဲတွေမှာဟိုတနလေးရပြီးဟောနိုင်သွားပြီ ဆိုတာကိုတပင်းလှုပ်ပြီးတော်လန်ကြီးထဲမှာပါတယ်ပါတယ်ဆိုပြီးဟိုဂုံစာနေသူတွေကိုပြောပြတာပါတော်လန်ကြီးဆိုတာနိုင်ငံကြီးမသိလုံးလို့မရဘူးအစုံးဖျားနိုင်ငံကြီးအစပြူတာလေနိုင်ငံကြီးတော်လန်ကြီးကိုအစပြူတာနိုင်ငံကြီးပြဿနာတွေကစတာအစုံးတက်မှာလေနိုင်ငံကြီးနဲ့အစုံးတက်တာတိုက်ပွဲတပွဲဆိုတာ တိုက်ပွဲတစ်ပွဲကိုတိုက်ပြီဆိုရင်ဒီတိုက်ပွဲရဲ့ရည်ရွယ်ချက်ဟာနိုင်ငံရေးရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ပြီးတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပြီးဆိုတဲ့အချက်တော့နားမလည်အဲ့တော့နိုင်ငံရေးပတ်မှာပြင်းပြင်းထန်ထန်ဖြစ်နေတယ်။နိုင်ငံရေးကအစိုးတက်ပြီးရိုက်ချိုးတော့မယ့်အချိန်ကြီး။မင်းအောင်လိုင်ကနိုင်ငံရေးစစ်မျက်နှာကိုရွေးကောက်ပွဲရဲ့ငွေဆောင်ဆွေးနွေးပွဲကိစ္စရည်နဲ့ပတ်သက်ပြီးထိုးတင်လာတယ်။စစ်ရှုံးတော့မှသိတယ်စစ်တပ်ဟာတွိတ်ဆုံဆွေးနွေးပွဲ line ကို ထူထန်ပေးတယ်ဖိုထန်ပေးလာဒီနေ့ကိုသိမ့်မြတ်ပြောတဲ့မီဒီယာထဲမှာဆိုရင်ဟောကိုသိမ့်မြတ်မီဒီယာမှာပြောသွားတာဆိုရင်ချင်းမိုင်မှာတကယ်ကိုတမိုင်းကြီးကလေး SNLD ပါတီဦးဆောင်တဲ့ဦးကိုဆိုင်းညွန့်လွင်ဦးဆောင်တဲ့ဒါရှိသရှိမှာတော့ဆန်းစုကြည်တို့ NLD တွေတသားတွေပါခဲ့တဲ့ပုံကူကြီးပါသိလားချင်းမိုင်ဆွေးနွေးပွဲလုပ်တယ်ဒီဆွေးနွေးပွဲကရအင်မတန်ကြီးတယ်နိုင်ငံတကာကိုညမအရေးနဲ့ပတ်သက်ပြီးတော့ပုံပုံကျယ်ပြန့်တဲ့ထီးထွေးဆောင်ရွက်မှုလုပ်ဖို့ စီစဉ်တယ်လို့ဆိုတယ်။သူတို့ရဲ့သဘောထားကတော့ရှင်းတယ်တွဲဆုံဆွေးနွေးမယ်။ဖက်ဒရယ်ပြည်အောင်စုကိုသွားမယ်ချုပ်ပြောရရင်ကိုသိမ်းမြတ်မှာတော့ပို့ဆုံးတယ်ကျွန်တော်အခြေချက်မပြောတော့ဘူး။ဆိုတော့တော်မင်းလေးနှစ်ကျော်ငါးနှစ်တာကာလအတွင်းမှာတွဲဆုံဆွေးနွေးလာလက်နက်ကင်တော်လိုင်းကြီးလာပြန်မေးရလောက်အောင်ကိုခင်ဗျားတို့ကျွန်တော်တို့ရဲ့တော်လိုင်းကြီးအတွေးခေါ်ကတော်တော်ကိုတိမ်ဖင်းနေလို့လား ကျွန်တော်တို့တော်လိုင်းအပေါ်မှာဂျုံငါတန်တရားများဖြစ်လို့လားမဖြစ်ကြပါဘူးကျွန်တော်တို့ ਨੇ အတူစိတ်တူကိုယ်တူရဲဘော်ရဲဘက်တွေဟာစင်တိုင်းတိုက်ရေးကိုဥတီပြီးအမြင့်ဖြတ်မှရမယ်အချိန်ကိုရောက်နေလို့အမြင့်ဖြတ်မှရမယ်လို့ပြောခဲ့လုတ်ခဲ့ကြပြီးပြီအဲ့ဒါလေးကိုတမိုင်းတမိုင်းတစ်ပတ်လေးပြန်ကောက်ကြည့်စစ်တပ်ဟာ ဘာလို့အမြင့်ဖြတ်မှရမှာလဲလို့မင်းကအခိုင်အမာပြောလဲဆိုရင်1990ရွေးကောက်ပွဲမှာအာဏာမလွှဲဘူးဆန္ဒပြတဲ့လူကြီးပြစ်တက်ခဲ့တယ်။အရှိမ84 85 86 88ရေးတော့ဘို့1988ဆန္ဒပြလွတ်လပ်စွာအကြမ်းမဖက်တောင်းဆိုစစ်တပ်ကအကုန်ပြစ်တက်ကဲဖြစ်လာ2000ခုအကုန်ထပ်သက်ဖုံးလည်းမကြံဘူးတနက်နေ့ကိုပြစ်တက်တာနော်။တမိုင်းတစ်လျှောက်မှာစစ်တပ်ကျူးလွန်ခဲ့တဲ့ပြည်သူပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုပါလေ။ စင်မျိုးတဲ့တစ်စက်လုံးတန်းစီတရားဆိုရင်ကျိုးစင်ရလွင်အားမရှိဘူးတောင်နိုင်ငံသားဆိုတဲ့လူတွေမသိကြဘူးလားမသိကြအောင်စောင့်နေတာလားဆိုတော့ထပ်ပြောမယ်အခု2021စာနာပြခဲ့ကြတယ်ဆက်နာသိန်းတော်မကြိုက်ဘူးပြောခဲ့ကြတယ်စာနာပြတယ်ထုတ်ပြတယ်ပြစ်တတ်တယ်ဟာခင်ဆက်သမှာပြည်သူကိုပြစ်တတ်နေတဲ့စစ်တပ်ကောင်ကအမြင့်မဖြစ်ရင်ခင်ဗျားတို့ကထိုင်ရှိခိုးမလို့လားလို့ကျွန်တော်ကမေးချင်တာ ရွေးကောက်ပွဲထိုင်အာနာမလွဲခဲ့ဘူးရွေးကောက်ပွဲလုပ်ပြီးမှပြောတဲ့စကားဘယ်တော့မှခရီးမတည်ဘူးဟမ်ကလင်ကချစ်စစ်တက်ပြည်သူကိုအတနက်နဲ့အနိုင်ကျင့်တပ်ဖြတ်တဲ့စစ်တက်ဒါကိုပြည်သူလူထုတည့်ရလုံးကသိမြင်နားလေခံစားပြီးငါတို့စစ်တက်ကိုအမြင့်ဖြတ်တော့မယ်လို့ဆုံးဖြတ်ချက်ချပြီးဒီနေ့ဒီအချိန်ထိအငတ်ခံအပြတ်ခံဒုက္ခရောက်ခံနားလေခွင့်လို့တီးခတ်မှုပေါင်းများစွာနဲ့ ဒီဒေါ်လာကြီးကိုအသက်ဆက်နိုင်ဖို့ကိုထမင်း လုပ်တဲ့ကထမင်းဝယ်စားဖို့ကိုမချမ်းပဲတူတန်းကူညီနေတာဘူးတက်ပြီးဒေါ်လာကြီးကလေးကွာတွေကခေါင်းစဉ်တက်လှုပ်စားပြီးရာဂိုင်လုံးယူကြသေးတယ်ဆိုတော့ဒီပြည်သူကဘနက်ကချီးတော့ပြီးပါပါရိုက်ချင်နေတယ်ဆိုတော့ကျွန်တော်ယုံတယ်ကျွန်တော်လမ်းမြင်ရကျွန်တော်ခံစားမိတယ်ဒီအပိုင်းဒီပြဿနာတွေပတ်သက်ပြီးကျွန်တော်အင်မတန်စိတ်ရှုပ်ထွေးရတယ်ဒီဒေါ်လာကြီးထုတ်ကုန်ဆိုခေါင်းစဉ်တက်ပြီးအမျိုးစုံလုပ်ကြတယ် နော်ဒါတပုံး coffee တစ်ခုတည်းကိုကျွန်တော်ပြောနေတာမဟုတ်ဘူးကျန်တဲ့ဥစ္စာတွေအများကြီးပဲအဲ့ဒီမှာယာကိုင်းလုံးတွေရောဆယ်လီတွေရောဆက်တလီတွေရောရှောက်ရှက်ခတ်နေတာပဲလူမြတ်ကျော်ကဆယ်လီမဟုတ်ဘူးလူမြတ်ကျော်နိုင်ငံရေးသမားတော်လိုင်းရေးသမားလူမြတ်ကျော်ဆယ်လီလို့ပြောရင်ကျွန်တော်အယမ်းရှက်တာကျွန်တော်ဆယ်လီမဟုတ်ဘူးကျွန်တော်နိုင်ငံရေးသမားကျွန်တော်နိုင်ငံရေးတသက်လုံးလှုပ်လာတာအခါအခွင့်တင့်တော့တနက်ကန်တိုက်ပွဲဝင်နိုင်တဲ့နေအထားအခြေအနေမရှိရင်ငါတော်လိုင်းရေးအတွက်ဘာလို့ဝေးရမလဲစဉ်းစားတယ်။အော်ငါတော်လိုင်းရေးအတွက် ်နေ့စဉ်မပြတ်ဒီကောင်းတွေကိုစိတ်တဆဆင်ဝါရဖြင့်ချီကိစ္စကိုငါဆောင်ရွက်မယ်ဒီနေ့ချိန်ထိ၃နှစ်ကျော်အတွင်းမှာလူမဲ့ကျော်တရင်စကားပြောပြီးပြည်သူလူထုနဲ့အတူစကားပြောတယ်ပြက်ကွက်ခဲ့တဲ့အချိန်အင်မတန်ရှားတယ်ကျွန်တော်တာဝန်တရားလို့ကျွန်တော်လုပ်နေတာကျွန်တော်ရတော်လိုက်တာဝင်နော်ဆိုတော့ပြည်သူကလည်းဒီလိုပဲကျွန်တော်တို့ကြည့်တဲ့ဗီဒီယိုတွေထဲမှာပြည်သူတွေထဲမှာရဲဘော်တွေထဲမှာဆိုနှစ်နဲ့ချိန်ပြီးလူများကြောက်ဗီဒီယိုကိုကြည့်တာလား ကျွန်တော်အစွန်းတရားတွေဘယ်တော့မှမလုပ်ဘူးဘသူ့ကအမိုက်မရဘူးဒါပေမဲ့ဒီကာလဗျာဒီဒီချိန်ဒီမှာလေးတော်တော်စိတ်ပြတ်စရာကောင်းတော့အောင်ကျွန်တော်တို့ကျွန်တော်စိတ်ရှုပ်ထွေးရတယ်တော်တကယ်ပြောနေတာကလေးကဝါဒီလုံရှင်နာတွေလုံတော်လန်ကြီးဆိုတာလေအင်မတန်ဂုံတိတ်ကကြီးမြတ်တာဗျာတော်လန်ကြီးကိုခန်းစားချက်တွေစိတ်ထင်ရာတွေနဲ့လုံရှင်နိုင်လုံလို့မရဘူး တော်လန်ကြီးဆိုတဲ့စကလုံးတစ်လုံးကိုဖြစ်တည်လာဖို့အတွက်နိုင်ငံတစ်ခုလုံးစုပ်ပြတ်တက်ခံပြီးပြည်သူတရလုံးစုပ်ပြတ်တက်ခံပြီးတိဆောက်ထားခဲ့ရတာဒီဖြစ်စဉ်ကြီးတွေဖြစ်လာဖို့အဲ့တော့ကိုကလေးကဝတ်တိုက်ကဒီခေါင်းစဉ်အောက်ကအမျက်ထုတ်နေတာတော့ယွန်စရာမကောင်းယွန်စရာကောင်းတဲ့အခြေအနေရှိဦးမလားဒီတော်လန်ကြီးဖြစ်လာဖို့ဒီတော်လန်ကြီးဆက်လက်မောင်းနေနိုင်ဖို့ပြည်သူလူထုရဲ့ချွေးတွေသွေးတွေမိစဉ်ဘဝတွေ အိမ်ကြီးယာရီမိရှုဘဝပြတ်ခံပြီးဒီတော်လိုင်းကြီးဆက်လက်မောင်းနေနိုင်ဖို့လှုပ်ထားခဲ့ကြတာလှုပ်နေခဲ့လှုပ်နေတာဒါကိုအမျက်ထုတ်တာကိုဒီတော်လိုင်းကြီးကိုခုလုံးလှုပ်ပြီးစီးပွားရှာတာကိုခွင့်လွတ်မယ်ဆိုတဲ့လူတွေအားလုံးကိုဟာဆက်ပြောရမှန်းတော့မသိဘူးဗျာဒေါသတွေလည်းထွက်တယ်ဒါတော်လိုင်းကြီးပဲချမ်းနောက်တစ်ဆင့်ရှိသေးတယ်စီဒီယံနန်းစီဒီယံကိစ္စ CRPH ကနေပြီးတော့ Mass Syrian တွေအရေးယူမယ်ဆိုတော့ဒီ Syrian ဥပဒေကိုပြဋ္ဌာန်းတာနဲ့ပတ်သက်ပြီးဒီကနေ့ဘဂဒဗမာနိုင်ငံဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ကအကန့်ကွက်တယ်ကန့်ကွက်တယ်လို့မဟုတ်ဘူးဗျာအဲဒီချို့အချက်တွေကိုသဘောမတူကြအောင်ထုတ်ပြန်တယ်အဲ့ဒီမှာလည်း Mass Syrian တွေကိုအရေးယူတာဟာစီယုံရေးသဘောတရားကင်းမဲ့တယ်ဆိုတဲ့ယူဆချက်တွေကိုလည်းတင်ပြတာရှိလို့တပတ်မှာ Syrian တွေရဲ့ဂုံတိတ်ခါညှိုးနှွမ်းစီ အမှန်ဆိုတာ CDM ဆိုတာကနိုင်ငံရေးကိုဖယ်ထားလိုက်ရင်ဝန်ထမ်းတွေဟာစစ်ကောင်စီအုပ်ချုပ်ဖို့ရန်နေရာမှာမပါဝင်ခြင်းမိမိသဘောဆန္ဒအလျောက်မပါဝင်ခြင်းကိုဆောင်ရွက်တယ်အဲ့လိုမပါဝင်မှုဆောင်ရွက်တဲ့နေရာမှာယုံမတက်နဲ့ယုံထွက်ယုံမတက်နဲ့ယုံထွက်အိမ်မာနေပါစိန်နဲ့စိန်နဲ့ဒါမဲ့လက်တွေ့မှာတော့ CDM တွေအတိတ်ဒုက္ခရောက်တဲ့လူတွေအများကြီးရှိတယ်နော်လက်တွေ့မှာ CDM တွေ ရေတံမှုလိုက်ကောင်းနေတဲ့လူတွေပြောင်းကြီးထဲမှာပြောင်းချိုးနေရတဲ့လူတွေလမ်းမေးမှာဈေးရောက်နေရတဲ့ CDN တွေအိမ်လာတာတလားတလားမရှိလို့မျက်နှာငင်းလိုက်ပတ်ချီးနေရတဲ့ CDN ပေါင်းဒုနဲ့ဒီရှိအဲ CDN လို့ဖို့ရုံမတက်တဲ့ရုံထွက်လို့ဘာလို့អော်ခဲ့လူတွေအကောအမေရိကအော်စီနော်ဝေးမှာဘာတော်ဝေးမှမယူဘူးမတိတလို့တိတလို့ ਨੇ ဖာသီးဖာတာနေနေတဲ့တော်ဝေးမခံတဲ့သူတွေအများကြီးရှိတယ် အပြစ်ပြောနေတာမဟုတ်ဘူးပြောပြတာခင်ဗျားတို့ဒီစီရီယံတွေကိုဘလို့ပြုစုစောင့်ရှောက်နှွေးထွေးကုညီအတုံးချတိုင်းပြည်တော်လိုင်းရေးမှာဘလို့ဥမာဗျာကာဝေးစီရီယံစစ်တပ်ရဲစီရီယံသူတို့ပြောတဲ့9000ကျော်ရှိတယ်ပြောတယ်အဲ့ဒါတွေကိုတတ်ဖွဲ့လိုက်ပါလားတက်ဖွဲ့ပြီးတော့စစ်တန်းတော့တက်စီရမလို့လက်လက်တက်ပြီးစစ်တက်ကိုစစ်ချီရီယံနဲ့ပြန်တိုက်လို့မရဘူးလား။ဘာစစ်တိုက်ဖို့မှလည်းအစီအစဉ်မရှိဘူး။တရင်တနေ့တနက်9လက်၊၃လတခါ380နဲ့ ရှင်းရှင်းပြောရင်မဝရည်သာတွေးပြီးမပြောချင်ဘူးဗျာနော်ပြောရင်တော့မကောင်းချင်ဘူးအဲဟုတ်ပြီနန်းစီရီယန်ဒီနန်းစီရီယန်နေထဲမှာစစ်တပ်ရဲ့တောက်တိုင်အဖြစ်စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်နေရာကိုအတိကလေပတ်စီအောင်ပါဝင်နေသူတွေရှိတယ်စစ်တပ်ရဲ့သတင်းပေးတွေစစ်တပ်ကိုတကယ်ကိုကြီးညိုကြီးညိုလေးစားဖူးမြော်နေတဲ့နန်းစီရီယန်တွေရှိတယ် အဲ့နန်စီဒီယန်တွေကပြည်သူကိုဒုက္ခပေးတဲ့နန်စီဒီယန်တွေအများပြားရှိတယ်။အဲ့လိုစီဒီယန်တွေနန်စီဒီယန်တွေကိုအချက်လက်တိကျကြမှတ်တမ်းတင်ပြီးအရေးယူပါမယ်။သို့တော်တချို့နန်စီဒီယန်တွေမှာဗာပြဿနာရှိတယ်ဆိုတော့စီဒီယန်လုတ်နေရင်စီဒီယန်လုတ်တာဗျာလုတ်တာအဆင်မပြေလို့နန်စီဒီယန်ပြန်သွားလုတ်ရတဲ့လူတွေလည်းရှိတယ်။စားစရာမရှိတော့လို့ထိုင်းနိုင်ငံမဲဆောက်မြို့လာပြီးနေစရာမရှိတော့လို့နန်စီဒီယန်သွားပြန်လုတ်ရပြန်ဝင်တာပြန်ဝင်တာဝင်လို့မရတော့ဒီမှာငတ်နေပြီ။ဘယ်သူမှလည်းဘာမှမကြည့်ဘူး။ ဒီလိုအခြေအနေမျိုးတွေလည်းရှိအဲ့နန်းစီဒီယန်ထဲမှာတက်ကိလေးကျိတ်ပြီးတော်လန်နေတယ်လို့ရှိတယ်အဲ့တော့အဖေကနန်းစီဒီယန်အမေကနန်းစီဒီယန်တားက PDF တွေလည်းရှိတယ်အဲဒီလိုအခြေအနေဒီလိုဝိဝါဒကွဲပြားမှုကြီးတော့ရှိနေတယ်ဒီလိုလူလူအောင်ဘယ်လိုဖြစ်စီခြင်းလဲဆိုတာကျွန်တော်သိချင်တယ်ဒီကလာအရန်ရှုပ်ထွေးနေတယ်နော်နောက်ပြီးတော့ချင်းမိုင်ကနေပြီးတော့ချင်းမိုင်ဆွေးနွေးပွဲကိစ္စကျွန်တော်နည်းနည်းလေးအနာတက်ပြီးပြောပါဦးမယ် ငွေဆောင်ဆွေးနွေးပွဲကနေပြီးတော့ထွက်လာတဲ့ဆုံးဖြတ်ချက်တွေကဖွဲ့စည်းလိုက်တဲ့ဒီပေါ့ J JBC လာ JCP လာအဲပေါ့နော် Joint Commission ပေါ့ဗျာဟိုဘက်တော်လိုင်းအင်အားစုတွေကဒီဒီစစ်တပ်နဲ့ကတွဲဆုံဆွေးနွေးဖို့သူတို့ကပေါင်းကူးတရားလုပ်မယ်ပေါ့ရှင်လိုက်တာဗျာဒီအချိန်ကြီးရောက်ပြီကျွန်တော်တို့ကနောက်ဆုတ်ရမယ်လို့နောက်ဆုတ်မယ်လို့သူတို့ကထင်နေတာလားဒီစစ်တပ်ကိုတွဲဆုံဆွေးနွေးမယ်လို့ထင်နေတာလား နိုင်ငံရေးသမားကြီးတွေပါတယ်ဗျာကျွန်တော်တို့တက်ဝါရင်တပါရင်နေစစ်တပ်ဆောက်ကြောင်မတိသေးဘူးလားဗျာဟမ်ပြည်သူတွေအတူရက်တည်ပြီးပြည်သူဒုက္ခရောက်နေပါတယ်ပြည်သူလူလူခက်ခဲဟုတ်တယ်ခက်ခဲနေတယ်ခက်ခဲနေတယ်အခုခက်ခဲနေဘယ်သူလို့လို့ခက်ခဲတာလဲဘယ်ကောင်လို့လို့ခက်ခဲတာလဲဒီအာနာသိမ့်လို့ခက်ခဲတာမဟုတ်ဘူးလားဟာအလောင်းမမတိပဲနဲ့ဘာလို့နိုင်ငံရေးလုတ်ပြီးတော့ဘယ်သူကသူ့ကိုလုတ်ခိုင်းနေလို့လဲဘယ်သူမှလည်းမယုံကြတော့ဘူး အဒီနိုင်ငံရေးတီတော်လိုင်းရေးကိုပြည်သူကမယုံကြည်ရောလောက်တဲ့အခြေအနေမျိုးတရက်ရောက်အောင်တော့မလုပ်ကြပါနဲ့ဗျာတော်အများကြီးပြောစရာကြီးရင်ထဲမှာပြစ်ကျက်နေတယ်နော်အများကြီးပဲတချို့ခင်ဗျားတို့လည်းသိရင်သိမှာပါအဲ့တော့ဒီနောက်ပိုင်းนี่ဆိုရင်ဒီတော်လိုင်းရေးပေါ်မှာဒီပြည်သူလူထုရဲ့ ပါဝင်မှုစိတ်ဝင်စားမှုပါရာဂိုင်းလုံးယော့လာတယ်မတက်တယ်ပြောတာယော့လာတယ်ပြည်သူကသာမပါတော့ရင်လေခင်ဗျားတို့ခွတ်ဆွဲရပြီမတ်ဟမ်ဒါလည်းမသိဘူးစောက်အာနာတွေယူနေတော့အဲ့ဒီမှာဝင်ကြီးတစ်ပါးနဲ့တွေ့ရတာဖျားနဲ့တွေ့တာမှတ်နေတယ်အဲ့မှာဖြစ်နေတာနေရာအာနာယာလူအတွက်လူယာဝင်မှုတွေအပြိုင်ဆိုင်တိုးဝင်နေလိုက်တာပြည်သူဒုက္ခပြည်သူခံစားချက်ပြည်သူအာတိဒါစံနာစစ်နိုင်ဖို့အတွက် ဘာတခုမှစိတ်ဝင်စားကြဘူးဘာလို့ကြမှာလဲဘာဖြစ်ချင်တာလဲပြေဆုံးဆွေးနွေးကြည့်နေကွာငါတို့မတိုက်တော့ဘူးဆိုလဲဝင်လိုက်ကြကွာမတိုက်မဲ့ကောင်သွားကွာတိုက်မဲ့ကောင်နေခဲ့မယ်ကွာရှင်းတယ်ဒီအချိန်တွေပဲရှိတော့တယ်အခုကလာပူးတက်နေတယ်လို့ပဲဒီတိုက်နေတဲ့လူတွေကိုတပေးပေး brain wash တွေလုပ်ပြီးတော့ချော့ပြီးတော့အဲမတိုက်ပါနဲ့ဒါမျိုးတော့တမျိုးအတပတ်မှဒီစစ်တပ်ကစစ်တပ်ကဖြစ်စေခြင်းတဲ့အတိုင်း စစ်တပ်ကဖြစ်စီခြင်းတဲ့အတိုင်းလိုက်လုံနေသလားထင်ရလောက်အောင်လုပ်နေတဲ့အစုအဖွဲ့တွေကအများကြီးပဲခင်ဗျားတို့ကျွန်တော်ဒီတော်လိုင်းရေးအတွက်ကျွန်တော်လူမျိုးလူမျက်ကြော်လိုကောင်မျိုးတွေလိုလာပြီလို့ကျွန်တော်ပြောချင်တယ်ဗျာပြောကြပါထိန်ချောင်းကြပါအမိုးခံပါအဲ့လိုအမှန်တရားပြောလို့လောက်ချံတတ်ဖြတ်မယ်ဆိုလေ ဝတ်တော့ဆောက်ကြည့်ဦးပဲလို့ပြောရင်အမှန်အမှန်ပဲတရားမြတ်တော်မူတရားမြတ်တော်လူသမိုင်းမှာလူမြတ်စွာဆိုတဲ့ကောင်အသက်ရှင်စဉ်ကာလအတွင်းတနတ်ကင်တဲ့ကောင်တွေကိုကြောက်တဲ့နောက်ထပ်ဘဝတစ်ခုထပ်မဖြစ်ချင်တော့ဘူးစစ်တပ်ကတနတ်ကင်ကြီးရုပ်မာလို့စစ်တပ်ကိုပြန်တော်လန်နေတာနောက်ထပ်လာပြီးတနတ်ကင်နဲ့တနတ်ကင်ဓာတဲ့လူတွေထပ်ချင်းချောက်တာကိုတော့ကြောက်နေမယ်လို့မှရှောင်လို့မှမစင်စားနဲ့ကြောစရာရှိတာလှုပ်စရာရှိတာ မမှန်ကန်ကန်ရိုးရိုးတက်တာနဲ့လူများကြုံပြောဆိုတဲ့သူတွေတက်ပြီးရှိရှိယုံယုံကြည်ကြည်နဲ့ထတ်လိုလာပြီလို့ပြောရင်တော်လိုင်းကြီးကိုထိန်ချောင်ပေးကြပါလို့ပဲပြောလိုပါတယ်ဒီညတွေလာပါပဲအားလုံးကိုယေရှုတင်ပါ